အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USA ရဲ့ရန်ပုံငွေတွေဖျက်တောက်ရှော့ချခံရမှုဟာကမ္ဘာအနှံ့မှာလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အချက်အတဲတွေကြုံတွေ့လာစေကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောကြားခဲ့ပါတယ်။အမေရိကန်မှာ Trump သမ္မတဖြစ်လာတဲ့နောက် USA အတွက်ရန်ပုံငွေထောက်ပံ့မှုတွေကိုပမာဏအလုံးအရင်ဖျက်တောက်ခဲ့သလိုအေဂျင်စီတစ်ခုလုံးဖျက်သိမ်းဖို့အထိစီစဉ်လာခဲ့ပါတယ်။နောက်ပြီး WHO ကနေအမေရိကန်နှုတ်ထွက်ဖို့လဲလှုံ့ဆော်သွားမယ်လို့ Trump ကကြေညာခဲ့တာပါ။ ပုံမှန်ဆိုရင် American ဟာကုလသမဂ္ဂလက်အောက်ခံအကြီးဆုံးကျန်းမာရေး agency ဖြစ်တဲ့ WHO အတွက်နှစ်စဉ်ထောက်ပံ့ကူညီငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်ပြီးအများစုကို USA ကနေတစ်ဆင့်လွှဲပေးလေရှိပါတယ်။2024အတွက် American ကကတိပြုထားတဲ့လှူဒါန်းမှုတွေကိုအခုထိ WHOC မပေးအပ်သေးပဲ2025ခုနှစ်မှာရောဆက်ပြီးကူညီပံ့ပိုးမလားဆိုတာကိုလည်းမသိရသေးပါဘူး။ WHO ဟာရန်ပုံငွေအကျပ်တဲရီနဲ့ရုံးကန်နေရပြီး အသုံးစရိတ်ကို၅ပုံတစ်ပုံအထိ short ချရဖို့ရှိနေပါတယ်။အကျိုးဆက်အဖြစ် WHO ဟာဝန်ထမ်းအများအပြားကိုအလုပ်ရပ်နာရဖို့ရှိနေသလိုနိုင်ငံတချို့က mission တွေကိုပါအနားပေးရမယ့်သဘောဖြစ်နေပါတယ်။ပြီးတော့ WHO အဖွဲ့ဝင်အဖြစ်ကနေ American နှုတ်ထွက်ခြင်းဟာကမ္ဘာလူသားချင်းစာနာမှုအစီအမံတွေနဲ့ပတ်သက်ရင်ပိုပြီးထိခိုက်နစ်နာမှုတွေကြုံလာစေနိုင်တယ်လို့ WHO ရဲ့မြေထဲပင်လယ်ရှေ့ပိုင်းဆောင်ဒါရိုက်တာကတတိပေးပါတယ်။ American သာနှုတ်ထွက်သွားရင် WHO နဲ့ အမေရိကန်အခြေစိုက်ကမ္ဘာထိပ်တန်းအဆင့်သုရေသနဌာနတွေတက္ကသိုလ်တွေကျန်းမာရေးဌာနတွေကြားနှစ်ပေါင်းများစွာတိစောက်ယူထားတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်သလိုဖြစ်သွားမယ်လို့သူကပြောပါတယ်။ဒီအခါကိုဗစ်ကပ်ရောဂါတုန်းကလိုကမ္ဘာကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေတခုပေါ်ပေါက်လာရင်အရေးကြီးတဲ့သုရေသနအချက်လက်တွေထိထိရောက်ရောက်ဝင်းမြနိုင်ဖို့ကိုအကြီးအကျယ်အဟန့်အတားဖြစ်စေမယ်လို့သူကထောက်ပြခဲ့တာပါ။ virus တွေနဲ့ bacteria တွေဆိုတာက နိုင်ငံတွေရဲ့နယ်နိမိတ်တွေ၊နေကြာမြင့်တွေကိုဘာမှနားလည်နေမှာမဟုတ်ဘူးလို့သူကပြောကြားသွားပါတယ်ရှင်။